ကမ္ဘာအထူးကျန်ဆုံးနေရာ point နေမှာဒီနေရာဆိုရင်တော့တောင်ပစိဖိတ်သမုဒ္ဒရာတွင်မှတည်ရှိပြီးတော့တောင်လက်တီကျု48ဒီဂရီ52.6စက္ကန့်နဲ့အနောက်လောင်ကြီးကျု123ဒီဂရီ23.6စက္ကန့်စုံတဲ့နေရာမှာရှိနေရာဖြစ်ပါတယ်။ ဒီနေ့ဟာသူ့ရဲ့အနည်းဆုံးကိုင်ယိုရန်နဲ့တောင်မှပဲမိုင်မောင်1450กว่าဝေးပြီးတော့ကဘာရဲ့ဘယ်ကုန်းမြေနဲ့မဆိုအဝေးဆုံးနေရာဖြစ်ပါတယ်အဲ့ဒီနေရာကို point နီမိုလို့ခေါ်ဆိုကြပြီးတော့ဂျိုဒူးတွေမြုံနေရာတင်းချိုင်းမြေလို့လည်းလူသိများပါတယ် ကိုင်းနီမိုရဲ့ပင်လယ်ရေမျက်နှာပြင်အောက်1.5မိုင်ဒါမှမဟုတ်6ကီလိုမီတာအနက်မှာဆိုရင်အာကာသယာဉ်ပေါင်း260ကျော်ရဲ့အပျက်စီးတွေတရှိလိုနေပါတယ်။ကိုင်းနီမိုရဲ့ပတ်ဝန်းကျင်စတူရမ်းမှာ6.6တန်းအကွာအဝေးအတွင်းမှာပင်လယ်ရေမျက်နှာပြင်ကြီးတာတရှိနေရမလို့စော်ပြစ်ဘဲပြစ်တွေရဲ့ဘဝကြီးထက်ပိုပြီးတော့အထူးကြံစည်နေလို့ဆိုရမှာဖြစ်ပါတယ်။ဒီလိုနေထားရအာကာသလုံးပြည့်ရင်တွေရဲ့အစိပ်ပိုင်းတွေဖြုတ်ချတဲ့အခါမျိုးမှာပဲဖြစ်စေတတဲကုံလုံးနဲ့ဂျိုလူတွေပြက်ကျတဲ့အခါမျိုးမှာပဲဖြစ်စေ ပဝန်းကျင်မှာအထီးကိုင်းမရှိနိုင်တာကြောင့် point nemo ဟာအာကာသယာဉ်ပြန်တွေမြုပ်နေတဲ့နေရာတစ်ခုဖြစ်လာပါတယ်။ Ocean Eater ကြီးတွေရဲ့ order တွေကိုလည်း point nemo မှာတခါတလေကြားရတတ်တယ်လို့သိရပါတယ်။